ျွန်တော်တို့အားလုံးဟာငွေကြီးကြီးပန်းနိုင်တွေစီရောက်ဖို့ကြိုးစားနေကြပါတယ်။ဒါပေမဲ့ငွေကြီးစီမံခန့်ခွဲမှုရဲ့အခက်အခဲဆုံးအပိုင်းကဝင်ငွေရှာဖွေခြင်းမဟုတ်ဘဲဝင်လာတဲ့ငွေကိုဘလို့ထိမ့်သိမ့်မလဲဘလို့ပညာရှိစွာရင်းနှီးမြှုပ်နှံမလဲဆိုတာပါပဲဒီနေရာမှာကျွန်တော်တို့ရဲ့ဘန်းတိုင်စီအရောက်လန်းလိုင်ဖို့ မရှိမဖြစ်လိုအပ်တဲ့တရားတစ်စင်းရှိပါတယ်အဲ့ဒါကတော့စီကန်ဒီစပလင်ပဲဖြစ်ပါတယ် အားလုံးပဲမင်္ဂလာပါ Financial Stability Channel ကနေကြိုးဆိုပါရစေကျွန်တော်မောင်ပြားပါဒီနေ့တော့ဘန်တာရေးစည်းကမ်းဤအရေးပါပုံ Discipline in Financial Management ကိုဘလို့လက်တွေ့အကောင့်ထဲဖော်မလဲဆိုတာ အသေးစိတ်လေ့လာကြည့်လိုက်ရအောင်တစည်းကမ်းရှိခြင်းဤအဓိကအကြောင်းရင်းစိတ်ခံစားမှုထိန်းချုပ်ခြင်းလူသားလေဟာ စိတ်ခံစားမှုနဲ့ဆုံးဖြတ်တတ်တဲ့သဘာဝရှိပါတယ်ငွေကြီးလောကမှာ ီစိတ်ခံစားမှုနှမျိုးက ကျွန်တော်တို့ကိုအန္တရာယ်ပေးနိုင်ပါတယ်။လောဘလောဘဆိုတာငွေအမြောက်များကိုမြန်မြန်ဆန်ဆန်ရချင်တဲ့စိတ်ပါ။ဒီစိတ်ကြောင့်ပဲဈေးကွက်ပူနေချိန်မှာအန္တရာယ်များတဲ့ယင်းနီးမြုပ်နှံမှုတွေဥပမာကိုယ်ပတ်ဆံအားလုံးကိုထိုးထည့်လိုက်တာမျိုးတွေလုပ်မိပါတယ်။ကြောင်းရင်းချင်းကတော့အခြားတစ်ဖက်ပါ။ဈေးကွက်ကြဆင်းချိန်မှာဆုံးရှုံးမှုတွေပိုမထစ်စေဖို့အထက် ကိုပိုင်ဆိုင်မှုတွေကိုစိတ်မြန်လက်မြန်နဲ့ဈေးဘောနဲ့ရောင်းချလိုက်မိတာမျိုးပါစီကန်းဆိုတာကတော့ဒီလိုစိတ်ခံစားချက်တွေက ကိုယ့်ရဲ့ဗန္ဒာရေးဆုံးဖြတ်ချက်တွေကိုလွှမ်းမိုးခြင်းကနီးကာကွယ်ပေးဖို့ချမှတ်ထားတဲ့စီမင်းတွေကိုခိုင်မာစွာလိုက်နာခြင်းကိုဆိုလိုတာပါနေ့ငွေကိုရှာဖွေထိမ့်သိမ့်တိုးကွားအောင်လုပ်ရာတွင်စီကန်းဤအခန်းကနော်ငွေကြီးစီမံခန့်ခွဲမှုရဲ့ ကန်နဲ့တုံးခုမှာစီကန်ကဘလို့အေးပါလဲဆိုလားအကြည့်အောင်ကငွေရှာဖွေရာတွင်စီကန်အနင်းငွေရှာရမှာလေစီကန်ကအေးကြီးပါလေအဲ့ဒါကတော့ကိုယ့်ရဲ့ကျွမ်းကျင်မှုကိုအစင်မပြတ်တိုးတက်အောင်လှုပ်ဆောင်နေခြင်းပါပဲအလူအကိုင်းနေပေမှာစင်ဆက်မပြတ်လိလာတင်ယူခြင်းနဲ့မိမိကိုယ်ကိုတိုးတက်အောင်လှုပ်ဆောင်ခြင်းဆိုတာစီကန်းရှိတဲ့အလေးအချင်ကနေလာပါတယ်ဒီလိုလှုပ်ခြင်းအားဖြင့် ငွေငွေတိုးကွားဖို့အခွင့်အလိုင်းတွေကိုဖန်တီးပေးပါတယ်။ခငွေကိုထိမ့်သိမ်းရာတွင်စီကံ saving or maintaining ငွေရှာရာခတ်တလောက်သုံးဖြတ်ဖို့ကပိုလွယ်ပါတယ်။ဒါကြောင့်စီကံကကျွန်တော်တို့ကိုထိမ့်ချုပ်မှုပေးပါတယ်။ budget စနစ်ဝင်ငွေထွက်ငွေကိုမှန်မှန်စောင့်ကြည့်ခြင်းမလိုအပ်တာတွေကိုရှောင်ရှားခြင်းဆိုတာစီကံရှိတဲ့အလုပ်တစ်ခုပါ။ ပထမဦးစွာစုဆောင်ပါ Be yourself လာစာဝင်လာတာနဲ့တပြိုင်နဲ့သေးသုံးဆွဲချင်းမပြုတ်ခင်စုဆောင်ငွေဒုမဟုတ်ဇင်းနီမြုပ်နံမှုအတွက်ပမာဏတစ်ခုကိုတတ်မှတ်ထားခြင်းကစည်းကမ်းရဲ့အကောင်းဆုံးပုံစံပါကျွေးမိထင်းချုပ်ခြင်းအတိုးနှုံးများတဲ့ကျွေးတွေကိုဥပမာ credit card ကျွေးကိုအတတ်နိုင်ဆုံးရှောင်ခြင်းသို့မဟုတ်အမြန်ဆုံးပေးချေခြင်းကစည်းကမ်းရှိတဲ့ဘန်ဒါအီးကို ေါ်ဆောင်တာပဲဖြစ်ပါတယ်။ကငွေကိုတိုးပွားအောင်လုပ်ရရင်စီကံ growing ယင်းဤမြုံနံမှုရဲ့အကြီးဆုံးအချိုးအမြစ်ကိုအချိန်နဲ့စီကံကတာထန်တီးပေးနိုင်ပါတယ်။အချိန်နဲ့ကပြိုင်နဲ့တဲ့ယင်းဤမြုံနံချံဆိုတဲ့ဈေးကွက်အခြေအနေကောင်းဒီစေမကောင်းဒီစေပုံမှန်ပမာဏတစ်ခုကိုစင်ဆက်မပြယင်းဤမြုံနံချင်းကရေရှည်မှအကျိုးဖြစ်ထွန်းပါလေစီကန်းရှိတဲ့ယင်းဤမြုံနံထူးတဲ့ဟာ ခဏတာရဲ့ချက်ကောင်းကိုမမျှော်လင့်ပါဘူးသူတို့ဟာနှစ်ပေါင်းများစွာကြာသည့်အထိစိတ်ရှည်သီးခံစွာစောင့်ဆိုင်နိုင်စွမ်းရှိကြပါလေ၃လက်တွေ့ကြားဘန်ဒါရေးစီခန်းထူထောင်ရာနီလန်ဘန်ဒါရေးစီခန်းဆိုတာတရက်ထဲနဲ့မရနိုင်ပါဘူးလေ့ကျင့်ယူရမယ်အလစ်အကျင့်ကောင်းတစ်ခုဖြစ်ပါတယ်အခုကျတော်တို့လက်တွေ့ကျင့်သုံးနိုင်တဲ့နီလန်၃ခုကိုပြောပြခြင်းပါလေ။၁ဝင်ငွေဤဆယ်တာခိုင်နှုန်းကို လိုလျောက်စုဆောင်ပါအကျော် automate လာစာဝင်ငွေဤတက်မှတ်ထားတဲ့ရာခိုင်နှုန်းဥပမာ100ရာခိုင်နှုန်းတော့မဟုတ်200ရာခိုင်နှုန်းကိုစုဆောင်ရန်အကောင့်တစ်ခုကိုအလိုလျောက်လွှဲပြောင်းပေးပါဒါဆိုရင်သုံးဖို့ပင်မစင်စားခင်မှာစုဆောင်ပြီးသားဖြစ်သွားပါလိမ့်မယ်ညလာစဉ်သုံးတပ်ပါ monthly review တလတခါမိနစ်30လောက်အချိန်ယူပြီးမိမိရဲ့ဝင်ငွေ ထွက်ငွေနဲ့ယင်းနီးနှုတ်နံအခြေအနေတွေကိုပြန်လည်စစ်ဆေးပါကိုယ့်ရဲ့စီးမင်းတွေကိုလိုက်နာမှုရှိမရှိသုံးသပ်ပါ၃ရှင်းလင်းတော့ပန်းတိုင်တွေတတ်မှတ်ပါရိုးရိုးငွေစုမယ်လို့မတတ်မှတ်ပါပန်းတိုင်ကိုတိတိကျကျရှင်းလင်းပါစေဥပမာစက်နမ်လအတွင်းအရေးပေါ်ရန်ပုံငွေကဝင်ငွေဤ6လစာကိုစုဆောင်းမယ်လို့တိတိကျကျတတ်မှတ်ပါဤကုံအစုံအနည်းနဲ့ ဘန်ဒိုင်အီစီမံခန့်ခွဲမှုဟာအမြဲတမ်းပညာတာမက စိတ်ထက်ရဲ့စိန်ခေါ်မှုတစ်ခုပါကျွန်တော်တို့ရဲ့ပန်းနိုင်တွေစီအရောက်လမ်းနိုင်ဖို့စီကံရှိရှိနဲ့စိတ်ခံစားမှုတွေကိုထိန်းချုပ်လိုက်နာနိုင်မှဒါအထမ်းမှန်လွတ်လပ်ပြီးခိုင်မာတဲ့ဘန်ဒိုင်ရဲ့အခြေအနေကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်အားလုံးပဲစီကံရှိတဲ့ဘန်ဒိုင်ရဲ့ကိုပေါ်ဆောင်နိုင်ကြပါစေလို့ဆုတောင်းပေးရင်းဤကုံချုပ်လိုက်ပါတယ်ကြီးစုတင်ပါတယ်